အခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တီအတွက်ထွက်ပြေးလာနိုင်ဖို့လာရောက်ပူးပေါင်းနိုင်ဖို့လိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဘက်ပြောင်းရေးအစီအမံကြာနာသေးချာတဲ့နိုင်ငံတကာကိုလည်းစင်ကဲအစဉ်ဆက်မပြတ်တင်ပြနေတဲ့ဘက်ပြောင်းရေးကြီးမားကျယ်ပြန့်တဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်။ဒါမှသာလျှင်စောစောလှုပ်ထွက်ပြေးခြင်းတွေလိုတော့ယုံကြည်အပ်သောနိုင်ငံထွက်ပြေးသူလိုမျိုးအားဒီမှာတောင်းရင်ဒီစုဖွဲ့ဘယ်သူဦးဆောင်မှာဘယ်လိုစုဖွဲ့ထားဖြစ်တယ်။ငါတို့အားလုံးမသိုံနေမှာကတန်ဖိုးရှိတဲ့ဒီလူတွေဖြစ်တော့ဟာဆင်းသက်ပြင်ဆင်ခင်းချင်တာပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်ကတက်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတိဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်နေဆိုတဲ့ယုံကြည်မှုမျိုးရတဲ့အခင်းချင်းတွေ တစ်ဖက်ကကျွန်တော်တို့ခင်းကျင်းလာဖို့လိုပါတယ်20 30အထက်လူငယ်ကြီးရွာကန်းနိုင်သိကြပါတယ်ဘယ်ချိန်တော့ငါလေတော့နာဖင်လာမှာဘလောက်အနေရှိတဲ့ညောင်ကြီးကိုဘယ်သူတွေကလာတူးသွားပြီးတော့ဒီလိုကြိုးမဲကြီးယူပိုက်လုံးလို့အမဲကြီးတွေဘယ်ချိန်ကပြုတ်သွားလဲအားလုံးသိကြပါလိမ့်အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုခိနှိတ်နေတဲ့စိတ်ရန်တရားအသုံးပြုတဲ့ဆက်သွယ်လမ်းကြောင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီတော့လာပြီးလို့လက်စည်းကြီးတွေပေါ်ကြတာလည်းညောင်ညာပိုင်းအနေနဲ့လူဆောက်ရမှာဒီညောင်ကြီးတွေရဲ့ကြိုးတွေကိုနေရာအနှက်ကအပြိုင်နှစ်ထဲအားလုံးတက်ညီလက်ညီဖြုတ်ဖြတ်ကြမယ်ဆိုရင် ဒီ fiber ကြိုးတွေကိုဖြတ်တော့ပြစ်မယ်ခုတ်ပြစ်မယ်ဘာမှလိုက်ဘူးခုတ်ပြစ်မစိမ့်နဲ့ခုတ်ပြကျူဆွတ်တော့ဒါပြိုင်နေတဲ့လုံရင်ပြင်ဆင်ချင်းတို့မရဘူးမလုံနိုင်ဘူးလင်းဝင်းကိုပို့ထားတဲ့ဒါအလိုက်တွေအချိန်နဲ့ကပ္ပစာစေယုံကြီးတွေကိုပို့နေတဲ့ဒါအလိုက်တွေကိုအချိန်နဲ့ဒီပြည်တော်ကိုဝင်နေတဲ့ဆိုတဲ့ဒါအလိုက်တွေရှိရလမ်းကြောင်းကိုအချိန်နဲ့ကျွန်တော်တို့အလုံးဂျိုင်းတူလုံမယ်ဆိုရင်အခုရပိုင်းတော်တွင် ILO ကဆုံးဖြတ်ချက်ချိန်မယ်စီးပွားရေးအကြီးကျယ်ပိတ်ဆို့မယ်အားလုံးပဲမင်္ဂလာပါ ီကနေ့မှာတော့ကောင်းမာနေတဲ့မင်းအွန်လိုင်းကိုဖိအားပေးနိုင်မီနီညာအားဗိုလ်ကြီးနေမျိုးစင်မှာပြောပြလာတဲ့ရုပ်တံနဲ့အတူညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီဘက်မှတရားကြော်တင်ဆုံးကြောင်းအလင်းဝင်တပ်သားထုတ်ခေါ်လာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းပြည်ခရိုင်အုတ်ရှိပင်မြို့ညောင်ကျိုးကျေးရွာတွင် အာရခတ်တော် AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှအင်အားတရကြော်တေဆုံးပြီးနှစ်ဆက်ခန့်တန်ရာရခဲ့ကြောင်းညောင်ကျိုးတိုက်ပွဲတွင်ပါဝင်ခဲ့သည့်စစ်မှုထမ်းတပ်သားတအူးကအုတ်ဖုံမျိုးနဲ့မြေအောက်ပျောက်ကြားတပ်ဖွဲ့ထံအလင်းဝင်ရောက်ပြီးထုတ်ဖော်ပြောကြားလိုက်ပြီး ထို့ပြင်အရခတတ်တော်ထံအရှင်ဖန်းစည်းခံရသူများလည်းရှိသည်ဟုလင်းကဆိုသည်အလင်းဝင်လာသူကိုနန်းလင်းသူသည်2024ခုနှစ်စက်တင်ဘာလ16ရက်တွင်အုတ်ဖို့မြို့၌ပေါ်ရာဆွဲဖန်းစည်းခံရပြီးထိုနေ့ချင်းပင်စစ်မှုထမ်းတင်တန်းသို့ကိုဆောင်ခံခဲ့ရသူဖြစ်သည်ငင်းကညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီဘက်မှအင်အား200ခန့်ပါဝင်ခဲ့တော်လဲအမှန်တကယ်အသက်သက်စစ်သားမှာအနေငယ်သာပါဝင်ပြီးအများစုမှာပေါ်ရာဆွဲခံရသူများစစ်မှုထမ်းတင်တန်းသားများနှင့်ပြည်သူစစ်များဖြစ်သည်ဟုပြောသည် တိုက်ပွဲအပြီးစစ်ကောင်စီတပ်မှမြောင်ကျိုးမှပြန်ဆုတ်ခွာလာစဉ်အင်အား80ခန့်သာကျန်ရှိတော့ပြီးကျန်တရ30အနက်တရကျော်မှတေဆုံးကအချို့မှအာရခတတော်ထံဖမ်းဆီးခံခဲ့ရသည်ဟုကင်းကဆိုသည် ဆုတ်ခွာလာသည့်အင်အား80တွင်လည်းအများစုမှာဒဏ်ရာရရှိထားပြီးနှစ်ဆက်ခန့်မှာပြင်းထန်ဒဏ်ရာများဖြင့်ပြည်မျိုးနှင့်ရွှေတောင်မျိုးကြားရှိကုတင်တရားစစ်ဆေးရုံ၌စေကူတမှုခံယူနေရကြောင်းသိရသည်။နောက်တစ်ယောက်အနေနဲ့ဒီတတိယလုံးကို သထောင်းတယောက်ကဒီသူတို့သုံးသက်တင်ဖြတ်ချက်သဘောလဲဖြစ်စီအချက်လက်ချို့ပြောပြချင်ပါတယ်အဲ့တော့အွန်ဗျူဟာခင်းမအွန်လိုင်းထူနိုင်မယ်ဆိုတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်အခုလက်ရှိဒီဒီရပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပါ ERI တိုင်း၄မျက်နှာရှိကိုအင်းအင်းနဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာတဲ့အနေအထားစစ်တွေမျိုးကြလူကြခင်တည်င်းနေတက်နေတဲ့ပုံနောက်ညောင်ကျိုးဘကူတိုင်းပြည်ပန်းပြည်အုပ်ချုပ်ပင်ညောင်ကျိုးစခန်းကိုအေးတပ်ဖွဲ့ဒေါ်လိုင်းတပ်ဖွဲ့ကအေးအေးတက်တော်က တိမ့်ပတ်ရရှိပြီဆိုတဲ့ထုတ်ပြန်ချက်နောက်တခါနထိုးကြီးမျိုးနဲ့ဖက်တပင်မှာလည်းပဲ PDF တွေလက်ဆွမ်းပြလို့ဗိုလ်မှူးတွေဗိုလ်ကြီးအပါဝင်၁၀ကဏန်းနဲ့ချီပြီးတော့ရှင်ဖန်းစီရမိတယ်ဆိုတဲ့ဖက်စစ်စစ်ကောင်စီတပ်သားတွေကိုဖန်းစီရမိတယ်ဆိုတဲ့တဲ့င်းဒီတရက်နှစ်တော့တက်မှာပဲဖြစ်ပေါ်လာတဲ့ကတာကတာက KIA တပ်ဖွဲ့တွေတမခုံခုံကိုစီးနင်းတိုက်ခတ်မှုမှာအဲဒီ34ဦးအရှင်ဖန်းစီရမိတယ်ဆိုတဲ့ဘုံရိပ်ပုံတွေနောက်ကင်းပြည်နယ်ဖက်မှာ KNU ရဲ့ဖိုးစစ်ကြောင့်ခြေကုပ်စကန်းကြီးတစ်ခုကိုတင်းစီရမိပြီးတော့ ဖိတ်ချေကုတ်နေဆက်ဆောက်စခန်းကြီးကစစ်သားတွေကျန်ဖက်ဖက်စစ်တပ်သားတွေထိုင်းနိုင်ငံနိုင်ငံဘက်ကိုဖက်ပြေးသွားတယ်ဆိုတော့ဖက်ပြေးသွားတယ်ဆိုတော့ပုံဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အားလုံးဟာဖက်စစ်တပ်တဲ့လက်ချီဖြစ်ပေါ်နေတဲ့သူတို့အတွင်းကအော်စိတ်ခံစားချက်တွေကိုကျွန်တော်တို့ခမန်းတွေးဆသိရှိလို့ရနိုင်မှာဖြစ်ပါတယ်ဒီတစ်ချိန်တည်းမှာပဲကဘာကြီးဖြစ်ပါလိမ့်ဖြစ်နေလဲဆိုတော့လေကျွန်တော်တို့အသိပို့လိုပါတယ်ဘွားကြီးဘာတွေဖြစ်နေလဲအခုစင်ကာပူနိုင်ငံသားကြီးဝင်ကြီးကထုတ်ပြန်ပြောဆိုတဲ့ဟလာဘယ်လိုခေါ်မလဲအင်အားကြီးနိုင်ငံတွေစုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့ စနစ်တစ်ခုကိုဥတည်ပြီးသွားနေတယ်ဆိုတော့အဲသဘောသိပါလိမ့်မယ်ဒါကိုလည်းပဲကျွန်တော်တို့ကကဘာကြီးဘာဖြစ်နေလဲဘာဖြစ်လာနိုင်လဲအင်အားကြီးနိုင်ငံတွေဘယ်လိုစုဖွဲ့ပြီးဘယ်လိုသွားနေလဲအမေရိကန်နိုင်ငံမှာလက်တလော liberty ရုပ်တုကြီးကိုပြည်သူနိုင်ငံကပြန်တောင်းနေဆိုတဲ့အထိဒီမှာလာတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟူဒီတပုံတွေရှိတဲ့နေရာကိုအမေရိကန်စစ်တပ်ကအပြင်းထန်တိုက်ခိုက်လာတဲ့အချိန်မှာဟူဒီမနဲ့ပဲအဲတမတစွန့်ကဟူဒီတပုံကဗလိမိတိတိုက်ခိုက်မှုမျိုးမဆိုအီရန်နိုင်ငံကအမိန်ပေးတယ်လို့ယူဆမယ်ဆိုတဲ့သဘောထားမှတ်ချက်လေကြီးချင်းအဖြစ်ကဘာကြီးအခင်းချင်းဟာလည်းပဲအဲအချိန်အမြန်မြန်ဆန်ဆန်တော့တဲ့မှာ ပြောင်းလဲသွားနိုင်တဲ့အနေအထားတွေရှိနေတာတွေ့ရပါမယ်။ဒီအခြေအနေမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့အစိုးရဆုံးဖြတ်တန်းနေရတဲ့အခြေအနေတွေကနေအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ on view ဟာတွေခင်းဖို့လိုပါတယ်။ on view ဟာတွေခင်းဖို့လိုပါတယ်။ဆိုတော့ကျွန်တော်နေနဲ့ on view ဟာနှစ်ချက်ကိုတူတူတူတင်ပြကြည့်ပါမယ်။နံပါတ်1ကတော့အဆင့်ချဖက်တပ်သားတွေဟာအင်းအားရတောင်ကနန်းချီပြီးသူပြန်လဲစုဆောင်းနိုင်တယ်ဆိုပေမဲ့တချို့သောဘုံတိတွေနဲ့တချို့သောလေဖျားပြင်းအမြောက်အမြောက်တွေဒရုန်းတွေကိုရုရှားရဲ့အထောက်ပံ့တဲ့ တို့ကူညီနိုင်တယ်ဆိုပေမဲ့ပြည်သူကိုတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့တို့မှာအကန့်အသတ်ရှိပါတယ်အခုဆိုကပ္ပစဆက်ယုံကြီးတွေအထီးကိုဥတီတိုက်ခတ်လာတဲ့ပပူအောင်တက်တရဲ့ထိုးစစ်ကြောင့်ကပ္ပစလူယုံတွေဗယံပတာနဲ့ရွှေပြောင်းနေရတာရက်ဆိုင်သွားတာတွေရှိနေပါတယ်ဒါကြောင့်သူ့အနေနဲ့တနင်္ဂနွေလုံးကြီးကိုအနှံ့ပြလေနဲ့တော်လကောင်းဒါဝိပြအမြောက်တင်းတော်လကောင်းဘုံကျဲဖို့ဟာအမတန်မှအကန့်အသတ်တွေဖြစ်ပေါ်လာပြီးဖြစ်ပါတယ်ဒါမင်းအောင်လိုင်ဖက်ကတော်လူရင်ကားရအတင်းမှာပေါ်တာတွေဆွဲပြရဖန်းစီ စင်ခေါ်ဓာရီတေးတရားဘယ်နှယောက်မထက်မနေရစင်ခေါ်ပြီးတော့သူဘလိုပဲသူစစ်တီအင်းဟာကိုဖြစ်ဆွအောင်လုပ်ပါစီအခုဆိုသူဆိုရှင်မြေပြင်မှာတွေ့နေရတိုင်းကျွန်တော်စီကိုချိတ်ဆက်လာတဲ့ဆက်သက်မှုတွေအရဆိုရင်တင်တန်းကြောင်းမှာကလေးကအတင်းတမဆူဆောင်းခံရတဲ့ဒီလူတစ်တည်းဒီလူစစ်တီဟာဖက်ပြေးဖို့ကြိုးစားနေကြတာဖြစ်တယ်အခုကြည့်ကတာမှာဖန်ဆီးရမိတဲ့30ကျော်ထဲမှာဗီဒီယိုဖိုင်တိုလေးကိုပဲကျွန်တော်တို့ကြည့်ကြည့်လိုက်ဟာတချို့တို့ဒူးထောက်လေးစားနေဟာကျွန်တော်တို့ဗမျောက်ကြံသေးတဲ့တောထဲမှာပုံနေကြတာကျွန်တော်တို့လက်နဲ့တရောက်အောင်တဲလာခဲ့တာပါဆရာတို့ကြောနေလက်ထောက်ဒူးထောက်ထားနေတယ်တို့ဟာဖက်ပြေးလာကြတာအွန်လိုင်းကျင်းလိုက်ဖြစ်ကြတယ် အခုတော့ဒီဒီထက်ကလည်းလက်မြောက်တာတော့ပဲရှိသေးပဲဆိုမဲ့သူတို့နဲ့သူထွက်ပြေးလာလို့ဘယ်နှစ်ယောက်တောင်တောထဲမှာ19တောင်ကျန်နေသေးတယ်ကျွန်တော်လက်နဲ့ရသလောက်တဲလာတယ်ဟောဒီစကပြောအခြေချင်းအဖြစ်သူတို့ဟာထွက်ပြေးဖို့တောင်းလျှောက်စူးစမ်းနေကြတာဖြစ်တယ်တူးချင်းလာမိုးဖို့အစုဖွဲ့လိုက်အစုဖွဲ့လိုက်ထွက်ပြေးပြီးတော့ဖေးဟုတ်ပါမလဲတောင်းလိုက်တပွဲစီကိုထွက်ပြေးဖို့တိုက်ခတ်မှုဖြစ်တဲ့ချက်မှာလက်နဲ့ချဖို့အစင်းသိနေတယ်ဆိုရင်ပုံကြီးကိုကျွန်တော်တို့ခံမနိုင်မှာဖြစ်တယ်နော်ဒါတွေမကောက်ဘူးလက်နဲ့ကိုရသလောက်တဲလာခဲ့ကြတယ်ဆိုတဲ့ message ဟာသူတို့အတ္တမစင်မှုထမ်းခြင်းဆွဲစီတာခံလိုက်ရတယ်တင်ထမ်းတာတက်လိုက်ရတယ်သူတို့လုပ်တဲ့လုပ်ရခါမှားယူနေမှန်သိတယ် တို့ကိုအတင်းသမားရိုက်နေဖမ်းဆီးပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချင်းချောက်လို့တို့ဝင်လာခဲ့ရတာဖြစ်တဲ့အခုတို့လွတ်မြောက်ရလမ်းဖြစ်တဲ့တိတိမှုဖြစ်စဉ်ဒေါ်လိုင်းတက်ဖွဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာအသာတကြီးတို့မဟုတ်အခြေအနေကိုမူတည်ပြီးလည်းနှချလာတယ်လူတွေမြောက်များပါလာပြီးသားတနက်တွေကယူလာပြီးသားဖြစ်တယ်ဆိုတော့စကားတစ်ချက်ဟာကျွန်တော်တို့အတွက်ကယူတက်လို့ရှိရင်ဒါ view ဟာမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ်နောက်တစ်ခါထပ်ကြည့်အောင်နောက်ထပ်လူထောက်အနေနဲ့တယောက်ကထပ်ပြောပါသေးတယ်အာတပြည့်ရဆိုရင်လည်းထပ်ပြေးတာဘယ်နှကြိမ်ရှိပြီးပြန်ပြန်ဖမ်းပြီးတော့အတင်းပြန်ထည့်လို့ပါခင်ဗျာဟိုတပြည့်ဟာဒီကိုသူတပြည့်ပါဒေါ်လိုင်းတက်ဖွဲ့တွေကိုလူထောက်ပြီးတော့တပြည့်ဟာကြည့်လိုက်လို့ရှိရင်တို့အားလုံးရဲ့မျက်နှာတွေဟာ တကယ်ရက်ဆက်ကြမ်းကြုတ်မှုမှာယင်ပါဒေသကြနေတဲ့လူရန်ကအစ်စစ်စစ်တီးပေါ့ပေါ့ဟာကျွန်တော်တို့ကအကူချင်းစာပြီးတစ်ချက်ကြည့်ရမှာပေါ့နော်။ဒါတချို့ကတော့ပြောမှာပေါ့ဒီကောင်လေးဆိုပြီးတော့တော်လိုင်းနဲ့မြေမှာမွေမဲနဲ့ပေးတီးပြီးတော့မြို့ပြမှာဖက်စစ်အောင်မှာနေပြီးနေသားနေသားသလိုနေခဲ့ကြတာအခုတော့အတေတော်ဖမ်းဆီးခံခဲ့ရတာပဲ။ခံဖို့ဆိုတချို့ကပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ်နိုင်ငံသားအားလုံးဘက်ကသူတို့ဒီမြို့ပြမှာကြံနေသေးတဲ့လူဒန်းစားတချို့ကိုလည်းပြန်ကြည့်ရအောင်မှာဖြစ်တယ်။အကုန်လုံးတော်လိုင်းနဲ့ပဲလာအောင်။တော်လိုင်းနဲ့ပဲမှာလူအကုန်ကြီးတန်းနေစီရောက်လာတာ။ဘာလဲကြွေးမလဲ။ တော့ဘာမှရှိမလဲ။ရန်နမီသားလူလည်းမလုပ်နဲ့လို့အမတန်ခက်ခက်ခက်ကြိုးစားနေရဆိုတော့သူတို့ဒီခက်ကလည်းတော်လုံးညတော့သွားပြီးတိုက်ကြရအောင်ဆိုတော့လက်နက်မရှိသေးတဲ့ကာလနိုင်ငံတကာအကူအညီမှုမရသေးတဲ့ကာလမို့လို့သူတို့မျိုးပြန်မှညီချင်ကြတယ်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့မှန်းတွေ့ရမှာ။ဆိုတော့ဒီဒီစစ်ဖြစ်အတင်းတမဆူစီခံရတယ်ဖန်ဖန်စီခံရတယ်စစ်တနန်းပို့လုခံရတယ်ခြေတန်းရောက်လာတယ်လက်နက်ချကြတယ်။ဒီဖြစ်စဉ်တွေကိုကြည့်ပြီးကျွန်တော်တို့ဟာဖက်စစ်လက်ပါစီတွေရဲ့အင်အားဒီတကယ်တော့သူ့ရဲ့စစ်မှန်တဲ့အင်အားမဟုတ်ဘူး။ကျွန်တော်တို့ယူတတ်ရင်တော်လိုင်းရေးတွေအင်အားတိုင်းပြည်တည်ဆောက်ဖို့အတွက်အင်အားတိုင်းပြည်အတွက် မာကကာဝေးရေးရန်ရားတွေတိဆောက်ဖို့တဲ့အင်အားနောက်ရန်သူလက်နဲ့မိမိလက်နဲ့ဖြစ်အသုံးပြုနိုင်မှုအတွက်လိုအပ်တဲ့အင်အားဒါတွေဖြစ်နိုင်တယ်လို့ကျွန်တော်သုံးချမှာဖြစ်တယ်။နောက်ကြည့်အောင်ကရင်ကရင်ကရင်ပြည်နယ်ကကရင်ရွှေထိုးစစ်ကြောင့်ဟိုင်းနိုင်ငံရဲ့လုံရင်းနဲ့ထပ်ပြေးသွားတဲ့စစ်သားတွေဆိုတော့ကြည်ရင်အပြင်ဖက်စစ်တပ်ရဲ့စစ်သားတွေဟာအချိန်နှီးပေးတာနဲ့အမျှထပ်ပြေးဖို့သူတို့အားလုံးကအစင်းနေဖြစ်နေတယ်။သူတို့ကစိတ်ချယုံကြည်ရတာအထိုင်းနိုင်ငံရဲ့စစ်သားတွေဆိုရင်တိကျတဲ့သူတို့ပတ်မှာမဟုတ်ဘူး။အချိန်နှီးပေးရင်နိုင်ငံခွန်လုံးခွင့်ရမယ်။အချိန်နှီးမပေးရင်ပြန်ပို့ရင်ပြန်ပို့ခံရမယ်။တုံးပြန်တိကျတော့သူတို့ တော်လိုက်တက်ဖွဲ့တဲ့ခြေမုံကြီးကြောင့်အသက်တည်သွားမှာမဟုတ်ဘူးဆိုတော့ယုံကြည်နေတဲ့သူတို့အလုံးရင်းဖြစ်ပြကြတာဖြစ်တယ်။အဲဒီနေရာမှာတစ်ချက်ပြောစရာရှိတာကတလောတော့က MMDE ထံမှာအလုံးရင်းနဲ့အင်အားယာချီပြီးတော့အင်အား300ကျော်လို့ဖြစ်ပါတယ်။လက်နက်ချခဲ့တဲ့ဖြစ်စဉ်လေးမှတ်မိပါဦးမယ်။ဒီကလေးလာနေငယ်ကလက်နက်ချပြနေတော့မှဒီ MMDE ကအားလုံးကိုပြန်လှုပ်ပေးပြီးတော့စစ်ကောင်စီရှိကိုပြန်လှုပ်ပေးလိုက်တာအားလုံး။ပြန်လှုပ်ပေးလိုက်တော့အကြီးမှုဆိုတဲ့ကောင်ဗိုလ်မှုချုပ်တွေဗိုလ်ချုပ်တွေတော့တသက်တကျုံနေတည်တယ်နေချပြီးထောင်ထဲမှာဇိမ်နဲ့ aircon နဲ့အဲဟိုအလုံကားတွေနဲ့သူတို့ထားထားတယ်ထောင်ထဲမှာဒါစုလိုက်။ဒါပေမဲ့အောက်ခြေစစ်သားတွေကြတော့မဖြစ်လေ။ ချားစင်နေရာခံကြက်စစ်တွေကြောင့်ရှစ်မှုပြန်ထန်ခိုင်းပြီးတော့ရှေ့တန်းပြန်လွတ်အဲ့တော့ဒီဖက်စစ်တက်ခဲ့လောက်ရက်တွေကိုမလုတ်ချင်လို့မှားမှန်းသိလို့လက်နက်ချခဲ့ပြီးမှပြန်လွတ်ခံရပြီးစစ်တက်ထဲပြန်ထက်ပြန်တိုက်ခိုင်းနေဆိုဆိုတဲ့အပေါ်မှာတချို့သောစစ်တွေကဝမ်းထဲကြေခွဲကြပါတယ်ဖက်စစ်မင်းအောင်လိုင်ဖက်မှာမလုတ်ချင်တော့လို့လက်နက်ချပါတယ်ဆိုမှပြန်လွတ်ပြီးပြန်လွတ်ခိုင်းခိုင်းရတာဟာသူတို့တက်နောက်တစ်ချိန်လက်နက်ချဖို့အတွက်ကိုအခန့်တည်းဖြစ်သွားပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဟောင်းလက်နက်ချလာတဲ့လူဗကြောင်းလာတဲ့လူအရှုံးပေးလာတဲ့လူတွေနဲ့အေးနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်တိတိကျကျကြေကြံပြပြတနင်္ဂနွေနေ့ချီပြီးပြွာချမှတ်ပြီး စီးရုံနိုင်မှုလိုပါတယ်။အဲ့တော့တစ်ဖက်ကတိုက်မယ်။လက်နက်မချရင်တိုက်မယ်။အင်အားစုဖွဲ့စနစ်ကျနာတဲ့ကာကွယ်တပ်တော်တွေဖြစ်ဖွဲ့စည်းပြီးတိုက်ခိုက်ပါ။တစ်ဖက်ကလည်းပဲအခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တီးအတွက်ထပ်ပြေးလာနိုင်မှုလာရောက်ပူးပေါင်းနိုင်မှုလိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဗက်ပြောင်းရေးအစီအမံကျနာသေးချာတဲ့နိုင်ငံတကာကိုလည်းစင်ကအစစမပြတင်ပြနေတဲ့ဗေပြောင်းရေးကြီးမားကြပြတဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်။စောစောလေးထွက်ပြေးခြင်းတွေလိုတဲ့လုံကြီးအပ်သောအနိုင်ငံထွက်ပြေးတယ်လို့မျိုးအာဒီမှာတောင်းရင်ဒီအစုခွဲဘယ်သူဥဆောင်မျိုးဘယ်လိုစုခွဲထားဖြစ်တယ်။ငါတို့အားလုံးမသိုံနေမှာကတန်ဖိုးရှိတဲ့ ဒီလူတွေဖြစ်အောင်သူတို့ဟာစင်တစ်ပြင်ဆင်ခင်းချင်းထားပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်ကတက်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတည်ဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးရတဲ့ခင်းချင်းတွေတစ်ဖက်ကကျွန်တော်တို့ခင်းချင်တာဖို့လိုပါအဲ့တော့တစ်ဖက်က stick တစ်ဖက်ကခဲတော့ဘိုလာဦးဘုတ်ဒါကိုကျွန်တော်တို့ဖြူအနေနဲ့ခင်းဖို့လိုပါတယ်အဲ့တော့ဖြူအနှစ်ခုဆိုတဲ့နေရာမှာပထမဖြူအကျွန်တော် ပြောခဲ့ပြီဒုတိယဖြူအကတော့အခုမြေပြန့်တွေညာဒေသတွေအချို့မျိုးပြတွေမှာပြောကြတယ်အာငါတို့လက်နက်မရှိလို့ခဲရမရှိလို့မိုင်းမိုးမရှိလို့ဒီကောင်တွေငါတို့ဘာမှမလုပ်နိုင်တာအန်ကျိပ်ပြီးကြည့်နေရဟုတ်ပါတယ် င်တော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကြည့်မယ်ဆိုရင်တော်လိုင်းကြီးဟာနိမိတ်ကြီးဟာမြို့အားကြီးရှိပါတယ်လုံနိုင်စွမ်းလူတိုင်းမှာရှိပါတယ်ဥပမာလေးတွေကျွန်တော်ပြောပြမယ်နော်အခုဆိုရင်လေရင်နေကျွန်တော်တို့လာတိုက်တိုက်ရင်ကိုင်းမြန်နေပြီးတော့ရှုပ်ရှုပ်ရှုပ်ဆိုဖင်လေးမဟုတ်ဘူးဆက်ကူလေးရင်ပေါ့မဟုတ်လွတ်တာမဟုတ်ဘူးလေမူးလေးရှိုံနဲ့မရဘူးခရူလေးရှိုံနဲ့မရဘူးဘုံချိတ်ပေးလိုက်လို့နဲ့လည်းမရဘူးသူဟာလေချောင်းချက်ပြားတွေအဲ့လေရင်စီတွေတင်ဖို့အတွက်လိုအပ်တဲ့ဆင်ရန်တွေမောင်းနေမှုတွေအားလုံးအတွက်သူတို့ဟာအချက်ချာကြတဲ့ဖြစ်စစ်ဒါဘစ်စနစ်လေးစိတ်တိုင်းမှာရှိပါတယ်ဘလို့ပဲသူတို့ဂျန်နရေတာကြီးနဲ့အရန်တက်စင်ထားသည်ဖြစ်စီ အချိန်လုံးမှာသူတို့ဂျန်နရေတာတွေမောင်းနေမနေနိုင်ပါဘူးအဲ့တော့လီယင်ဝင်းတွေကိုပို့လွှတ်ထားတဲ့လျက်စစ်မဟာဒါဟားလိုင်းတွေဟာပြည်သူတွေကြားကဖြတ်သွားတာဖြစ်ပါတယ်။အိုးတရုတ်ပြည်ကနေတိုက် join ပြီးတော့ကောင်းကင်ကြီးဘတ်ဆိုလက်စိတ်ကိုပို့ထားတာမဟုတ်ဘူး။ဒါဟားလိုင်းတွေပြည်သူတွေကြားတွေကသွားတာဖြစ်တယ်။အဲ့တော့ဒါဟားလိုင်းဘေးမှာနေတဲ့ပြည်သူတယောက်စင်းစီတိုင်းဟာလီယင်ဝင်းကလီယင်တွေပြန်မတက်နိုင်အောင်တားဆီးနိုင်စွမ်းရှိတဲ့တကိုးရှင်တွေဖြစ်ပါတယ်။ဘယ်လိုလုပ်မလဲ။စူးစမ်းရရမှာပေါ့။ခက်ခဲတွေကတော့အများကြီးရှိတာပေါ့။ဓာတ်ပိုင်ရဲ့ concrete တုံးကြီးတွေဆိုတာဟာလူ၁၀၀လောက်အတွက်ကပေါ့လူပစိအချိန်အများကြီးပေးစရာမလိုပါဘူး။ လှုပ်ရှားလို့ရတဲ့အနေအထားအများကြီးရှိပါတယ်။နောက်တစ်ခုကကြတော့တနိုင်ငံလုံးကိုအခုစနစ်တကျဖြန့်ဖြန့်ကျက်ထိန်းချုပ်ပြီးတော့လူတွေအခုလူငယ်တွေဖမ်းဆီးနေတာတွေကွန်ပျူတာစနစ်တွေနဲ့မျက်နှာကိုမှတ်သားပြီးတော့ဟိုအချက်ပေးတဲ့စနစ်တွေနဲ့တက်ဆင်ပြီးတော့မောင်းနေနေတဲ့အရာတွေအားလုံးဟာဖက်စစ်တပ်ကရွက်ချက်ရှိရှိ2030နဲ့2030ကြားထဲမှာတိဆောက်ထားတဲ့ fiber net fiber optic cable network ကြီးကိုအသုံးပြုပြီးတော့တနိုင်ငံလုံးကိုဖက်စစ်ဂျန်နီယာအောက်ကိုမောင်းသွင်းနေတာဖြစ်ပါတယ်။အဲ့တော့လူငယ်တွေခုနှစ်နှစ်ရှစ်နှစ်လောက်တုန်းကဒီ fiber optic cable ကြီးတွေ fiber မြောက်ကျိုးကြီးတွေကို ိုမှာဆိုမြင်းညာမြို့မိထီလာမြို့အာဒီဘက်ဆိုရင်ဒီရန်ကုန်မန္တလေးအမြန်လမ်းတစ်ချက်ကဘေးရွာဘေးရွာဘေးမြို့ကြီးတွေနေပြည်တော်ရဲ့ဘေးနားရဲ့လမ်းဆောင်ရဲ့ဘေးရေမြောင်းအောက်နားမှာဘေးစာပါကြီးတွေစသဖြင့်အားလုံးဟာပြည်သူတွေအရှိမှာပဲဟုတ်ပြီတဖို့ဖက်လာကြတယ်ဗျာအဲ့တော့အသက်20 30အထက်လူငယ်ကြီးရွာကန်ဘိုင်းသိကြပါတယ်ဘေးချိန်တော့ငါလေတော့နာဘေးနားမှာဘလောက်အနေရှိတဲ့ညောင်ကြီးကိုဘယ်လူတွေကလာတူးသွားပြီးတော့ဒီလိုကျိုးမဲကြီး အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုဖိနှိပ်နေတဲ့စိတ်ရန်တရားအုံပြူတဲ့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလောက်၅ပြည်လောက်နဲ့ဆိုတာဟာကျွန်တော်တို့တောသူတောင်သားတွေညာသူညာသားအနေနဲ့တူးဆွရမခက်ပါဘူး။ဒီမြောင်းကြီးတွေရဲ့ကျိုးတွေကိုနေရာအနှံ့ကအပြိုင်နဲ့ထဲအားလုံးတက်ညီလက်ညီချိုးဖြတ်ကြမယ်ဆိုရင်ဒီ fiber ကျိုးတွေကိုဖတ်တော့ပြမယ်ခုတ်ပြမယ်ဒါမှမဟုတ်ခုတ်ပြအစိမ့်နဲ့ခုတ်ပြကျိုးဆွတော့ဒီချိုးကြပြိုင်နေတဲ့လောက်ရင်ပြင်ဆင်ချင်းတို့မရဘူးမလုံနိုင်ဘူး။လင်းဝင်းကိုပို့ထားတဲ့ဒါအလိုက်တွေအချိန်နဲ့ ကပ္ပစာစေယုံကြီးတွေကိုပို့နေတဲ့ဒါအလိုက်တွေကိုတစ်ချိန်နဲ့နေပြီးတော့ဝင်နေတယ်ဆိုတော့ဒါအလိုက်တွေရှိရလမ်းကြောင်းကိုတစ်ချိန်နဲ့ကျွန်တော်တို့အလုံးဂျိုင်းတွေလုပ်မယ်ဆိုရင်အခုရပိုင်းတော်တွင် ILO ကဆောက်ဖြတ်ချက်ချမှတ်မယ်စီးပွားရေးအကြီးကျယ်ပိတ်ဆို့မယ်ပြစ်ဒဏ်ကလည်းလာမယ်ဆိုရင်မရောက်နိုင်တဲ့စစ်တေလည်းပြတ်သွားမယ်ဒါအလိုက်တွေကြီးကြီးများတော့ဆန်းစုကြီးကိုဘလို့မှမလွတ်ဘူးဆိုတဲ့တဲခံနေတဲ့သူတို့ရဲ့ရုပ်မာမှုနောက်ဆုံးအခြေအနေကိုကျွန်တော်တို့ကောင်းကောင်းဖိအားပေးအသုံးချနိုင်ပြီးလူတို့ခေါင်းဆောင်တွေလွတ်မြောက်ဖို့အရေး ဖက်စစ်ကမာနေတဲ့ခေါင်းကိုရော့ကြပြီးအရင်နဲ့ပြတ်ပြုတ်ပဲချင်းချင်းကြားရဲပါပဲစစ်သည်ရန်နေရာဖက်တော့ပျက်စီးသွားတဲ့ကြောင့်ပုံကန်ထကြထွက်ပြေးလူတွေတဲ့အခွင့်အရေးကိုဖန်တီးပေးပြီးချက်တော့ရဲအောင်လေးရဲ့ထွက်တကူဖန်တီးပေးနိုင်တယ်ဆိုတဲ့အကြောင်းယူဟာနှစ်ခုအနေနဲ့တင်ပြလိုက်ပါတယ်အောင်ပြူဟာရီခင်းမအမောင်မြူမှာလင်းနိုင်မှာဖြစ်ပါတယ်